ဘူးလို့ဗဇက်ကကြိုက်တယ်လို့ပြောလို့ရတယ်ရှင်ထဲမှာအကြောက်တရားရှိရတယ်အကြောင်းရင်းအချက်၃ချက်ကြောင့်တပညာမတတ်တဲ့လူဟာပညာတတ်တဲ့လူကိုကြောက်ရတယ်ကြောက်တော့လူမျိုးတွေပညာတတ်အောင်သင်နေအကျင့်သီလနဲသူဟာအကျင့်သီလကြီးသူကိုကြောက်ရတယ်သီလနဲရင် တတ္တိနေတယ်။သီလကြောင်ရင်တတ္တိကြောင်တယ်။တတ္တိမရှိတာသီလမရှိလို့။ဒါကြောင့်မကြောက်ဖို့ဆိုရင်တပညာတတ်အောင်သင်နှစ်ဇာတိကောင်းအောင်နေကြ။သုံးချမ်းသာဖို့လိုတဲ့ပတ်စံကျွန်တော်တို့။ငွေမရှိရင်ငွေရှိတဲ့လူကိုကြောက်တာဒါသဘာဝပဲ။ဒါပြင်ချမ်းသာတယ်ဆိုရင်စင်ရဲနိုင်တဲ့အချက်တွေပယ်ရမှာပေါ့။အိမ်တအိမ်စင်ရဲရတဲ့အချက်၅ချက်ရှိ။ကျွန်တော်တို့အိမ်ကြီး ဟောဒီထဲမှာရှိတဲ့စာချစ်သူတွေရဲ့အိမ်ဆင်းရဲနေတယ်ဆိုရင်ကျွန်တော်ပြောတဲ့၅ချက်ထဲကအချက်တော်တော်များများညှိနေတအားဆင်းရဲတယ်တစ်ချက်နှစ်ချက်ဆိုနည်းနည်းဆင်းရဲတစ်ဘယ်လိုအိမ်တွေဆင်းရဲသလဲဆိုရင်ဟောဒီအိမ်ကိုခေါင်းဆောင်လုပ်နေတဲ့အဖေနဲ့အမေရဲ့စီမံခန့်ခွဲမှုညံ့ပြင်းရင်လည်းအိမ်ဆင်းရဲတယ် ကျွန်တော်ဝန်ထမ်းသားသမီးပါကျွန်တော်တို့ရင်ဆင်းရဲပါပဲအဖေနဲ့မေစီမံခန့်ခွဲမှုညံ့နေဗျဖေရရရက်ကလေးတမများများနဲ့အမေရလဲလေအိမ်တောင်ဖြိုးစဖိုးကရှောက်ရှောက်ချက်တာအမေရလဲမလောက်ဘူးအမေနဲ့အဖေစီမံခန့်ခွဲမှုညံ့ဖြစ်တော့ကျွန်တော်ဆင်းရဲခဲ့ကြတယ်တင်းအိမ်ရဲ့အဖေနဲ့အမေအိမ်ရဲ့ခေါင်းဆောင်အိမ်ရဲ့ဦးစီးအဖေနဲ့အမေစီမံခန့်ခွဲမှုညံ့ဖြစ်ရင်ဆင်းရဲတယ်လို့နှစ်မောင်နှမချင်းချင်းရံဖြစ်နေတဲ့အိမ်လဲဆင်းရဲတယ်တိုင်းပြည်လို့ပြောရင်ပြည်တွင်းစစ်ဖြစ်နေဆင်းရဲတယ်ပေါ့ဗျာ အိမ်တိမ်ဆင်းရတဲ့အကြောင်းရင်းဟာအိမ်မှာရှိတဲ့မိသားစုဝင်တွေဟာ သူတို့ကိုယ်တိုင်အိမ်တွင် သခိုးတွေဖြစ်နေရင်လည်းဆင်းရတယ်ဗျအဖေမေမသိအောင်သားသမီးကပတ်စံနေခိုးဒီဗီဂိန်းကိုသွားဒါကိုပြောလားနော်ဖေရလည်းအမေမသိအောင်ပတ်စံနေကက KTV ကိုသွားကာရာအိုကေသွားအမေရလည်းအဖေမသိအောင်ပတ်စံနေကနှလုံးနဲ့ထိုးသုံးလုံးနဲ့ထိုး အိမ်တွင်းသခိုးတွေများတော့ဆင်းရဲတာပေါ့စဉ်းစားကြည့်ပါတိုင်းပြည်လိုပြောရင်တော့လက်ပေးလက်ယူမှုတွေမတော်မတရားလုပ်မှုတွေများရင်လည်းဆင်းရဲတယ်နောက်တစ်ချက်လက်ချောမတင်းတဲ့လူတွေကြီးနေတဲ့အိမ်ကလည်းဆင်းရဲတယ်အိမ်တိုင်းမှာလူပြင်းတွေများရင်ဆင်းရဲတယ်ကျွန်တော်တို့တိုင်းပြည်နဲ့ကြည့်ရင်ကျွန်တော်တိုင်းပြည်မှာလက်ချောတင်းတဲ့လူနည်းတယ်ဗျတပင်ခုတ်ရောင်းတာပဲ ဘဘုတ်ထုတ်ပြီးရောက်မလို့စိတ်မကူဘူးလက်ကြောမတင်မှုထုတ်ရောက်ထုတ်ရောက်ထုတ်ရောက်လက်ကြောမတင်မှုဆင်းရဲမှာပဲစဉ်းစားကြည့်ပါလက်ကြောမတင်တဲ့လူအပွဲစီရှင်လဲဆင်းရဲသလိုနောက်ဆုံးချက်အိမ်ကြီးချင်းကောင်းမရှိရင်လဲဆင်းရဲတယ်အိမ်တဲ့အိမ်ကသူ့ရဲ့တောင်ဘက်ကကျူကုန်မြောက်ဘက်ကဘလုံးပွဲတိုင်းခြေရင်းကနှလုံးသုံးလုံးတိုင်း ခေါင်းရင်အိမ်ကကာလာအိုကေအဲ့ဒီဆင်းရဲပြီဒါမှတ်တော့ဒါကိုဆိုလိုတာအိမ်နီးချင်းကောင်းရှိမှလဲချမ်းသာတာဒီတော့မကြောက်ဖို့ဆိုရင်တကျွန်တော်တို့လူမျိုးတွေပညာတတ်အောင်တင်ညာနှစ်ဇာတိကောင်းအောင်နေသုံးစီမံခန့်ခွဲမှုတွေကောင်းအောင်လုပ်ကြဟဲ့အိမ်ဒီမှာအိမ်တွင်းသခိုးတွေနေအောင်ငါတို့စ조사ကြမပြင်းကြနဲ့မောင်နှမတွေရံမဖြစ်ကြနဲ့အိမ်နီးချင်းကောင်းတွေကိုရှာဖွေပြီးတော့ပေါင်းကြလို့အဲ့ဒီလိုအတိတ်ပဲလေရတယ်မွေနဂါးတောင် ကြောက်ဖူးကွယ်ဒိုလဲကြောက်ပေါင်မကြောက်ဖူးဆိုတော့အဲ့ဒီအချက်သုံးချက်ဖြစ်အောင်စူးစမ်းခိုင်းတာကြောက်ပေါင်အတူသွားစုလှလိုက်တဲ့စကားဗျာအတူသွားရမှာနော်တဦးကောင်းတယောက်ကောင်းတသိန်းတစ်ဖွဲ့ကောင်းနဲ့လှုပ်လို့မရဘူးအားလုံးအတူတူပူးပေါင်းဆောင်ရွက်ရမယ်လို့ပြောတာလူတော်တော်များများပြောတယ်ဗျာ ဘသူမကောင်းလို့ဘသူဘာတွေမကောင်းတာဘသူမကောင်းလို့ဘသူမကောင်းတာဆရာကြီးမြင့်သူဝန်စကားနဲ့ပြောရင်တော့အားလုံးမကောင်းလို့အားလုံးမကောင်းတာကျွန်တော်တို့လည်းကောင်းဖို့လိုတယ်စာချစ်သူတွေလည်းကောင်းဖို့လိုတယ်လူတိုင်းကိုယ်စီကောင်းမှအားလုံးကောင်းမှကျွန်တော်တို့လက်ညှိုးထိုးတာတွေရက်ပြီးကိုကိုတိုင်းတယောက်ချင်းစီကောင်းဖို့တော့အချိန်တန်ပြီဒါကိုပြောတာအတူသွားစို့အောင်းလက်နွားမြင်ဘူးလားမသိဘူးဗျာ လူကြီးတွေတိမဲ့ကလေးတော်တိချင်မှတိအုံးဘရအလက်ကိုခုတ်အရွက်တွေကိုဖဲဟုတ်ပြီလားကျွန်တော်တလန်လောက်ကလေးလေလောက်လောက်လေးခုတ်ပြီးတော့ငါးပုံလေးလှုပ်ပေးတာလေးအဖေကပြီးတော့ပေါင်ချောင်းကိုမလှုပ်တော့ညတ်တယ်ကျွန်တော်ဟယ်ရီပေါ်တာလို့ပေါ့ကလေးတွေပြောရင်ကျွန်တော်ဟဲ့နွားလို့မအော်ဘူးလားဟဲ့နွားလို့ဘယ်သူအော်တော့အဖေအော်လားအမေအော်လားကိုကိုတိုင်းအော်လားကိုကိုတိုင်းအော်ပြီးဘယ်သူပြေးတော့ဟောဒီလိုပြေးတော့ဟဲ့နွား ောင်းလက်နွားအထာဟိအထနောနာတော့ငါတို့တွေကိုအားကိုကိုးကြလို့လဲပြောတာဗျအောင်းလက်နွားစီစီတယ်လို့ပဲဟဲ့နွားလို့ကိုကိုလိုက်အော်ကိုကိုလိုက်ပြေငါတို့အားလုံးစူးစမ်းကြကိုကိုကိုအားကိုအထာဟိအထနောနာတော့ဘယ်သူမှအာမကုန်းနဲ့ငါတို့အားလုံးတာဝန်ရှိတယ်လို့ပြောတာအောင်းလက်နွားကလေးထားခဲ့မယ်သွားွယ်သွားွယ်တိုက်တွန်းထားတာ ကျွန်တော်တို့ကဒီပကက်ကဗျာလေးကို ငငယ်လေးကလေးကြားဘူးပြီးတော့ဒီလိုနှလုံးမသွင်းပြဘူးပကက်ကဗျာလေးကိုသာကျွန်တော်တို့နှလုံးသွင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့အိမ်ကြီးအယံကိုလှလာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗျာ